Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United ကတော့ Aston Villa နဲ့ဒီနေ့ညမှာ Premier League ပွဲစဉ်38ဖြစ်နောက်ဆုံးပွဲပြီးကျွန်တော်ရှင်းမယ်ကစားမယ်ဆိုတော့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ Captain အသင်းကောင်းဆောင်ဖြစ်တဲ့ Bruno Fernandes ရဲ့နောက်ဆုံးပွဲကျွန်တော်ဖြစ်လာမလားပေါ့ကနာချူအနည်းနဲ့နောက်ဆုံးပွဲကိုကစားခွင့်ရသွားမလားပေါ့။ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားပါမယ်။ဒါ့အပြင် Aston Villa နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်သာဆွေးနွေးသွားကြမယ်။ဆိုတော့နီးပြပြတဲ့အမိုရင်အတွက်တော့ ဘယ်လိုပြောမလဲဒီနေရာမှာကျွန်တော်ကိုအတင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင်ငါတို့ဒီပွဲလေဘာမှထူတော့မှာမဟုတ်ဘူးကိုရီတွက်ကအရာအလုံးဟာတိုင်ပတ်သွားပြီးသားပါဒီတရားဒီလုံးကကိုရီတွက်ဘာမှအရာစရာမကောင်းခဲ့ဘူးအဲ့တော့ AS2 Milan နဲ့ပွဲစဉ်မှာကျွန်တော်အနိုင်ရခဲ့မယ်ဆိုရင်တော့မှဘာမှပြောင်းလဲနိုင်မှာကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့ပေါ့နော်တချို့ကစားမားတွေအတွက်ကျွန်တော်ပြောင်းလဲနိုင်ဆိုရင်ကျွန်တော်ရှိသေးတယ်ဒါပါတော့ဗျာအကယ်လို့ကာနာချိုဝင်ကစားခွင့်ရခဲ့တယ်ဆိုလို့ရှိရင်ဒီပွဲဟာနိုင်ခဲ့တယ်ဆိုလို့ရှိရင်ဒါသူတို့အနေနဲ့အနိုင်နဲ့ကျွန်တော်နှုတ်ဆက်နိုင်မှာပဲ အနရက်စ်တို့ပါလို့ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲပေါ့နော်ဒါကြောင့်အသင်းနဲ့ပတ်သက်လို့ရှိရင်ဒီညပွဲစဉ်ကတော့လုံးလုံးအရေးကြီးတာကြီးတော့ကျွန်တော်မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့နိုင်ပွဲကတော့ညှော်လင်းလို့တိတ်တော့ကျွန်တော်မရဘူးတခုရှိတာက Aston Villa ရဲ့ဘက်ကတော့လက်ရှိဒီညပွဲဟာသူတို့အတွက်အင်မတန်အရေးကြီးတဲ့ပွဲပါ Champions League ဝင်ခွင့်အတွက်เนาะအခွင့်အရေးရှိနေသေးတယ်ဆိုတော့ဒီပွဲကိုသူတို့အနိုင်ရဖို့အတွက်အမှန်ကန်ကြိုးပမ်းရမှာ Aston Villa ဟာကျွန်တော်လက်ရှိ ီယာဒီမှာဆိုလို့ရှိရင်တို့အဆင့်6နေရာမှာရှိနေတယ်ပေါ့နော်38ပွဲကစားပြီးတဲ့အချိန်မှာ19ပွဲနိုင်ထားတယ်အဲ9ပွဲတည်ကြပြီးတော့9ပွဲရှုံးထားပါတယ်ဒါ66မှတ်ရထားပြီးတော့အက်စတိုမီလာဒီပွဲသာနိုင်အောင်ဆွမ်းဆောင်နိုင်နေဆိုလို့ရှိရင်တို့အနေနဲ့ချန်ပီယံစ်လိဝင်ခွင့်အတွက်ကမျှော်လင့်ချက်ကအများကြီးရှိတယ်ဆိုတော့ဟိုတို့နိုင်ဖို့ကျွန်တော်အရေးကြီးတယ်ပေါ့ဗျာအက်စတိုမီလာအနေနဲ့နောက်ဆုံးပရီးမီးယားလိပွဲစဉ်5ပွဲကိုကျွန်တော်ကြည့်တော့လေ၄ပွဲတိသူတို့နိုင်ထားတဲ့တပွဲရှုံးနေထားတယ် နော်လေးဘွဲနိုင်တဲ့ဘွဲရှုံနေထားတယ်ဆိုတော့လာတော်တော်ကြီးကိုအချိန်ကြီးကောင်းနေလို့ကျွန်တော်ပြောလို့ရတယ်။ကိုရီမန်ချစ်စတာယူနိုက်တက်ကတော့နောက်ဆုံးပရီးမီးယားလိဂ်ဘွဲစဉ်၅ဘွဲမှာနိုင်ဘွဲတစ်ဘွဲမှန်ကျွန်တော်မရှိဘူး။တရီဘွဲတစ်ဘွဲနဲ့ရှုံဘွဲလေးဘွဲကြီးကျွန်တော်ကြုံထားပြီးတော့အဆင့်16မှာကျွန်တော်ရှိနေတယ်ပေါ့နော်။ဆိုတော့ဘလူးမန်တော့မန်ချစ်စတာယူနိုက်တက်ရဲ့အခွင့်အရေးတွေကျွန်တော်ရှိမနေပါဘူးဒီဘွဲကမှန်တိုင်းပြောရင်တော့ဟိုဒါကြောင့်ဒီပွဲက S2 Mila နိုင်ဖို့တော့များအောင်မဲ့ပွဲပေါ့လေကိုတင်နဲ့ပတ်သက်လို့လည်း နိုင်ဘူးတို့ရလက်ကောင်းနေရဘူးတို့ဒီ performance ကောင်းနေရဘူးတို့ကျွန်တော်ဘာမှကျွန်တော်မျောလို့မထားဘူးမှန်တယ်ပြောရရင်ဆိုတော့ဒီနေရာမှာပွဲထွက်လူစင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်ရရင်ကိုသမားကတော့ Andre Unana ပဲနောက်တန်း၃ယောက်နေရာမှာလဲကျွန်တော်ကတော့ Master V ကိုဘယ်လိုပြောမလဲ wing back ဆိုတာထက် right center back မှာအမြင်ကျဉ်ဆုံးပဲဒါပေမဲ့လို့ပေါ့နော် Master V ကို wing back ကိုသူပို့လိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုလက်ရှိအချိန်ပဲဆိုတော့ Yuru ရဲ့ Harry Maguire ရဲ့ကျွန်တော်ဒီ Luke Shaw ရဲ့ကတော့အတင်းရဲ့လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်နိုင်မဲ့ဆန်နဘတ်၃ယောက်လို့ကျွန်တော်ပြောရမယ်။ Lindy Love လည်းပဲနောက်ဆုံးပွဲစဉ်ကစားခွင့်ရခြင်းလည်းရမှာပဲ Lindy Love လည်းပဲ။ဘာလို့လဲဆိုတော့ Lindy Love ကဒီရသည်ပြီးလို့ရှိရင်သူကလုံးဝထွက်တာတည်ကြပြီးဟိုအသင်းမှာလည်းရှိတာကြာပြီးပါမော်ရီတို့ခစ်ကလေးကဆိုတော့ラインナーတကူကြီးကျွန်တော်တို့သာသူ့သူတို့ကိုကစားခွင့်ပေးခြင်းလည်းပေးမှာပေါ့လေ Ericsson တို့လည်းဒုတိယပိုင်းဒီမှာကစားခွင့်လည်းကျွန်တော်ရခြင်းရမှာပဲ။ဒါတော့ဒါပေမဲ့လည်းလို့ပေါ့နော်နောက်တန်းကိုကျွန်တော်ကြည့်ရင်တော့ Aston Villa လို့အသင်းမျိုးကိုရင်ဆိုင်ကစားတဲ့နေရာမှာ ကျွန်တော်ဒီ၃ယောက်စလုံးကတော့ကိုအတင်းအတွက်အကောင်းဆုံးစားမတွေကျွန်တော်ဖြစ်နေဘူးလို့တယ်။နောက်ဆုံးပွဲစဉ်ဆိုတော့ကိုဒီအတွက်လည်းဟိုအနိုင်နဲ့เนาะကျွန်တော်သာတိမ့်နိုင်လေးကောင်းလေးပေါ့ဗျာမျောလင့်စရာမရှိဘူးဆိုပြီးမဲ့လေလို့ပေါ့နော်။ဆိုတော့လုရှောရဲ့မကွာရရဲ့လန်နီယူရိုရဲ့ကအတင်းရဲ့ကျွန်တော်သာဆန်နဘတ်၃ယောက်ဖြစ်ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကိုနယ်လေးယောက်တက်မှဆိုလို့ရှိရင်လည်းဥကာဒီနဲ့ကက်စမီရို၂ယောက်စလုံးပြန်ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ဥဂါဒီကိုလုံးလုံးယူရိုပါလိဘူလူဘွဲမှာ10မိနစ်မှမသုံးခဲ့တဲ့နီးပြအန်ဘိုရင်းကဒီဘွဲမှာပြန်ပြီးတော့သုံးလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါအပြင်ကက်စမဲရူကတော့ကက်စမဲရူပဲဆိုတော့အန်ဘိုရင်းတွေ့တော့ဒါအရေးပါတဲ့ကစားမတယောက်ဖြစ်နေသေးပဲ။သူတို့နှစ်ယောက်ကတော့ကွင်းလယ်မှာပါလာလိမ့်မယ်လို့ထင်တယ်။ဒီနေရာမှာကွင်းလယ်မှာကရွေးချယ်စရာကျွန်တော်အများကြီးရှိပါတယ်။ဘီဆန်မောင်လည်းရှိတယ်။နော်ကျွန်တော်ကဘရူနိုဖန်နက်စ်လည်းရှိတယ်။ကိုဘီမေနူးလည်းကျွန်တော်ရှိတယ်။အဲရစ်ဆင်လည်းကျွန်တော်ရှိတယ်။ဆိုတော့ကွင်းလယ်မှာ ရွေးချယ်စရာတွေအသင်းမှာကျွန်တော်များတယ်ပေါ့လေဒါအပြင် left wing back ကတော့ကျွန်တော်မှာ Patrick Duku ပဲပေါ့ကျွန်တော်စားမကူကထူးထူးခြားခြားညှို့လို့ကျွန်တော်မရဘူးဆိုတော့နော်ဒါရှိတဲ့တော့မှာ Resman Whiteland ကတော့မဖြစ်မနေပါမယ်ဒါမှမဟုတ် Joshua Zixie လည်းပါနိုင်တာပဲဘာပါလို့လဲဆိုတော့ Europa League ဘောလူပွဲမှာတော့က Zixie ကျွန်တော်တို့ဒုတိယပိုင်းပါခဲ့တာတကူရှိတာကတော့ Zixie နေနဲ့ဟိုနီးပြားဖြစ်သူကတော့သူ့ကိုအရေးစုံပြီးတော့တုံးကျင်မှလည်းတုံးမှာပေါ့လေ ခုဟာကနောက်ဆုံးပွဲကြီးလည်းဖြစ်နေတယ်ဒီနောက်ဆုံးပွဲမှာလည်းတခုခုဖြစ်သွားလို့မရဘူးဗျာခုခုဖြစ်သွားလို့မရဘူးဆိုတော့ Zigzero ဘာတို့ကိုကျွန်တော်သုံးနေဆိုတာတဲ့ဘာမှန်သိအရေးမပါတော့တဲ့ပွဲမှာ Rasmus Hojlund တို့ဘာတို့ကိုသုံးတာကအတင်းတွေအဖြစ်တင်ဆုံးပဲပေါ့နော်သူတို့မှာတော့ Bruno Fernandes ပါမယ်တေယာပေါ့ဆိုသူတို့ဆိုတော့ Ahmed Diya လို့ပါမယ်ပေါ့ဗျာကျွန်တော်ကတော့ဘယ်လိုပြောမလဲဒီ Ghana Chu တို့ဘာတို့ကိုထည့်စေခြင်းနဲ့ဒီမတိုင်ခင်မှာတော့ Ghana Chu နေနဲ့ ဒီသူရဲ့နောက်ဆုံးပွဲစဉ်ဖြစ်မဲ့ဒီအက်စတိုမီလာနဲ့ကစားမဲ့ပွဲမှာတောင်မှအသင်းရဲ့လူစင်နဲ့ပါလာနိုင်ခြင်းမရှိဘူးဆိုတဲ့ report တွေကလည်းကျွန်တော်တွေ့နေရသေးတာဆိုတော့ကာနာဂျိုဂျိုဂျုံမြင်ချင်မှမြင်ရပါလိမ့်မယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကိုအသင်းကနေထွက်မဲ့ကစားမားတွေကိုကျွန်တော်ကောင်းကောင်းဆက်ဆံမှုလူတွေပြသည်လားနော်အသင်းအနေနဲ့ကစားသမားတွေအပေါ်မှာဆက်ဆံတာတွေကတော်တော်ကိုစိုးရွားတယ် ranking တို့ဘာလို့ဝေဖန်တယ်လို့ပဲ Manchester United အနေနဲ့ကိုကလပ်အသင်းမှာအမှန်ကန်ကြိုးပမ်းခဲ့တဲ့ကစားမားတွေကိုဆက်ဆံတဲ့နေရာ တော်တော်လေးကိုစူးစူးဝါးဝါးဖြစ်တယ်။အခုလက်ရှိဆိုလို့ရှိရင်အသင်းအနေနဲ့ကာနာချိုတို့ဘာလို့ကိုတဲ့ MO နဲ့အဆင်မပြေတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဗျာ။နောက်ဆုံးပွဲစဉ်ဗျာဘာအတွက်မှလည်းရည်ကြည်နေတဲ့ပွဲစဉ်မဟုတ်ဘူး။ဒါပေမဲ့လို့အိမ်ငွေးမှာကစားရပြီးတော့ဒီမှာကိုအသင်းကိုအများကြီးကျွန်တော်တို့စူးစမ်းပြခဲ့တဲ့ခေါင်းလေးတယောက်အသက်ကလည်း20ပဲကျွန်တော်တို့ရှိသေးတာ။ကနာချိုလိုကောင်းလေးကိုကျွန်တော်အနေနဲ့အတက်နိုင်ဆုံးပြောရမလဲဒီပွဲကိုထည့်ကစားဖို့ကျွန်တော်လိုတယ် မင်းကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတိုင်ပက်သည်ဖြစ်စေမပက်သည်ဖြစ်စေဘလူပဲဖြစ်ဖြစ်ဗျအာနော်နောက်ဆုံးပွဲမှာဂိုးသွင်းသွားမှာပိုလွန်းနေရအောင်မယ်ဘာညာဘလူပဲပြောပြောကိုအသင်းမှာရှိတုန်းကအကောင်းဆုံးကြိုးစားခဲ့တဲ့ကစားမလေးတွေသူတို့တွေကဟုတ်တယ်မလားဆိုတော့ကိုအသင်းကနေပြီးတော့ထွက်ဖို့အတွက်ကြုံလာရင်ကိုဒီနေနဲ့အကောင်းဆုံးပုံစံနဲ့လက်လွတ်နိုင်ဖို့ကျွန်တော်လိုတယ်နော်ကစားမနဲ့အသင်းရဲ့ကြားထဲမှာဆက်ဆံရေးကောင်းနေကျွန်တော်ခြံခဲ့ဖို့ကျွန်တော်လိုတယ်ဒါကြောင့်ကာနာချူရိုးပါတော့ကိုဒီပွဲမှာကျွန်တော်လုံးဝညင်ကျင်တယ် နီးပြဖြစ်တဲ့အမိုရင်းကတော့လုံးဝထည့်လိမ့်မယ်လို့မထင်ပါဘူးနီးပြတွေဆိုတာကညူလို့တိတဲ့တိုင်းပဲနောက်တစ်ခုရှိတာကဘရူနိုဖာနန်ဒက်စ်ပေါ့လေကျွန်တော်တော့မတွေးချင်ဘူးဒါဖာနန်ဒက်စ်ကိုအားပေးတဲ့ပရိသတ်တယောက်အနေနဲ့ဆိုရင်ပေါ့နော်ကျွန်တော်တော့မတွေးချင်ဘူးဒီပွဲကိုအမှန်တမ်းပြောရရင်ဘာလို့လဲဆိုတော့ဖာနန်ဒက်စ်ရဲ့နောက်ဆုံးပွဲဖြစ်လာနိုင်ခြေရှိလို့ပဲဘရူနိုဖာနန်ဒက်စ်ရဲ့နောက်ဆုံးပွဲဖြစ်လာနိုင်ခြေရှိလို့ပဲဖာနန်ဒက်စ်ကိုတော့သူတို့ထည့်ကစားပါလိမ့်မယ်နော်တေချာပေါ့ဆိုသလိုပေါ့ပြီးလို့လို့ရှိရင်လည်းပဲအရေးမပါဘူးဆိုပေမဲ့လို့ ဖာနန်ဒက်စ်အတွက်တော့ဒီပွဲကအရေးပါခြင်းလဲပါတာမှာပြောကျွန်တော်ပြောလို့မရဘူးရဒါဟာဖာနန်ဒက်စ်အတွက်နောက်ဆုံးပွဲဖြစ်လာပြီးတော့နွေရာသီပြောင်းရှိမှာ sorry club ဒီကိုပြောင်းနိုင်မှုနဲ့ကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တာပဲအကယ်လို့ဘရူနိုဖာနန်ဒက်စ်ကပြောင်းကျင်နေဆိုလို့ရှိရင်တော့အပြည့်အဝနားလေတယ်ဗောနောပရိသတ်တယောက်အနေနဲ့အသင်းမှာသူ9နှစ်လောက်เนาะအမှန်ကန်သူ့ရဲ့အကောင်းဆုံးဆိုတဲ့ performance တွေကိုပေးပြီးတော့သူကစားလာတာအကယ်လို့အသင်းကထွက်မယ်ဆိုလို့ရှိရင်သူ့အတူ sorry club ပဲပြောင်းပြောင်းဘယ်ပဲပြောင်းပြောင်းကျွန်တော်အပြည့်အဝနားလေပြီးတယ်ဗျာတိလားဒါပေမဲ့လို့ဗောနောအမိုရင်ကတော့သူ့ကိုမထွက်စီခြင်းမူ တော့ finalists ရဲ့နောက်ဆုံးပွဲမဖြစ်ပါစေနဲ့လို့ကျွန်တော်မျှော်လင့်နေမိမပြင် finalists ကိုရောင်းပြီးတော့သိတယ်မလားနော်ငွေရမှရပဲပြောပြောဘာပဲပြောပြောဒီပိုင်ရှင်ကြီးကအဲ့ဒီ finalists ကိုရောင်းလို့ရလာတဲ့ငွေတွေကိုဒီပိုကောင်းတဲ့အစားထိုးမှုတွေပြုလုပ်ပေးပါလိမ့်မယ်ဆိုပြီးတော့အမတ်ခံချက်ရှိတဲ့သူတွေမဟုတ်ဘူးဒါအပြင်ဟိုဘယ်လိုပြောမလို့သူတို့အနေနဲ့လည်းအချင်းကြီးကကျွန်တော်ကတော့မထင်ပါဘူးဗျမထင်ပါဘူးဗျနော်ဟိုရတဲ့မြငွေတွေကိုအတင်းပေါ်မှာပြန်ပြီးတော့ investment လုပ်လိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူး ကျွန်တော်မထင်ဘူးဒါကြောင့်ဒီပွဲကပေါ့နော်ဘရူနိုဖာနန်ဒက်စ်အတွက်နောက်ဆုံးပွဲမဖြစ်ဘူးပဲကျွန်တော်ပြောလိမ့်နေဒါပေမဲ့ပြောလို့မရဘူးဖြစ်ချင်လည်းဖြစ်လာမှာပဲအတင်းဟာချန်ပီယံစ်လိဝင်ခွင့်မရတော့ဟိုဝင်ငွေတွေကလုံးဝတန်းတရာလောက်ထိခိုက်သွားတဲ့အခြေအနေမျိုးမှာတန်းတရာပြန်ရာရေးဒီဘရူနိုဖာနန်ဒက်စ်ကိုရောင်းချဖို့ပဲရှိတယ်ဆိုလို့ဒီကြပေါက်သူတွေရောက်မှာပဲကျွန်တော်တော့ကိုအတင်းမှာပြဿနာတွေကများတယ်ဗျာတိတယ်ပြဿနာတွေဆိုတော့ကျွန်တော်ရှေ့မှာအများတန်းပြောသလိုပဲတိုက်စစ်မှုကလည်းကျွန်တော်ခေါ်ရမှာ နေရုနံပါတ်10ကလည်းအနည်းဆုံးအခုကာနာချူထွက်မယ်ဆိုတော့2ယောက်လောက်ပါကျွန်တော်ထပ်ပြီးတော့ခေါ်ရမှာကွန်ညာအပြင်ကိုကွန်ညာအပြင်နောက်ထပ်2ယောက်ကျွန်တော်ထပ်ပြီးတော့ခေါ်ရမှာကွန်းလေကလည်းကျွန်တော်အစားထိုးရမှာအဲရစ်ဆင်ကိုကက်စမဲရိုတို့ထွက်မှာနဲ့เนาะဆိုတော့ဥကာတီကအချင်းကြီးမကောင်းတာနဲ့မင်းနူးကမတည်ကြတာနဲ့နောက်တန်းဆိုလို့ချင်းလည်းပဲကျွန်တော်ခေါ်မှာဂိုးသမားကတော့ပြောမနေနဲ့အဲ့လိုမျိုးဆိုတော့အသင်းမှာနေရာတိုင်းမှာပြဿနာတွေကျွန်တော်စုံနေတာအဲ့လိုစုံနေတဲ့အချိန်မှာကိုအသင်းမှာအဆင်အပြေဆုံးကစားမတဲ့အကူကျွန်တော်ထုတ်လိုက်ရင်အဲ့ပြဿနာရဲ့တအားကြီးတယ် ဲ့ဒီကြီးတဲ့ပြဿနာကြီးကိုကျွန်တော်တို့ဘယ်သူနဲ့အစားထိုးမလဲကစားမတယောက်ကိုကျွန်တော်တို့ခေါ်ပြီးထားပါတော့ဒီကစားမကမေဆန်မောင်းလို့ဖြစ်မလာဘူးလို့ကျွန်တော်အာမခံချက်မရှိဘူးဘရူနိုဖန်နက်စ်တက်လည်းပူကောင်းလာလိမ့်မယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်ပုံပြလို့မတိကြဘူးလို့ပြောလို့တော့မရဘူးကြည့်တယ်မလားပူကောင်းရင်လည်းကောင်းမှာပေါ့ဗျဖန်နက်စ်တက်ဘာပြောရမလဲဟုတ်တယ်မလားဒါပေမဲ့တို့အထက်အကြောင်းရင်းတစ်ခုရှိတယ်ဗျ Thailand Foxin ထွက်သွေးတဲ့နောက်ပိုင်းမှာ Fernandez ဒီအကောင်းဆုံးခုံရီမှုတစ်ခုပြည့်အခုချိန်ကြီးရက်တည်နေတယ်ဆိုတာကျွန်တော်အကြောင်းရင်းကျွန်တော်ရှိတယ် ။ဘာလဲဆိုတော့ကစားသမားတိုင်းယူနိုက်တက်ကိုရောက်လာတဲ့နေရာမှာထင်းတယ်လို့အဆင်မပြေခဲ့ဘူးဆိုတာပဲ။ဆိုတော့ဖာနက်ကိုလက်လွတ်ပြီးတော့ဖာနက်နေရာကိုပြန်အစားထိုးဖို့အတွက်ကြိုးပမ်းတဲ့နေရာမှာအဲ့ဒီကစားမားကအသင်းမှာအံဝင်ခွင့်ကြဖြစ်ဖို့ဘယ်နှစ်ကျွန်တော်တို့စောင့်ရမလဲ။ကျွန်တော်မသိဘူး။မှန်တယ်။ဖာနက်ကတော့အသက်30ကျော်လာပြီ။နော်အသက်30ကျွန်တော်တို့ကျော်လာပြီ။နောက်ထပ်လွန်ဆုံး300နှစ်နှစ်ပေါ့ဗျာ။အိုင်မဲလို့ငါတို့လူငယ်ကစားမတယောက်နဲ့စားထုမယ်ဆိုလို့ရှိရင်အမှန်ကန်ကျွန်တော်ထားပါတော့သိတယ်မလား၄၅၆နှစ်တော့သုံးလို့ရမယ်ဒါအမှန်ပါပဲဒါအမှန်ပဲဖြစ်လဲဖြစ်တင်နေတွေးသေးတဲ့အရာကိုကျွန်တော်နားလဲတယ် အံဝန်ခွင့်ရဖြစ်ဖို့ကတော့ကျွန်တော်မလွယ်ဘူးသူတို့ပြင်အသင်းတသင်းကအရာအားလုံးကိုစတီဗယ်ဖြစ်နေတဲ့အချိန်မှာကစားမအတစ်တယောက်ဝင်လာရင်စတီဒီဘယ်လိုအံဝန်ခွင့်ရဖြစ်ဖို့တအားလွယ်တယ်အသင်းတသင်းကအရာအားလုံးကကျွန်တော်တို့နေဘောနော်ဟိုမောက်ခုံနေဖြစ်နေတဲ့အချိန်မှာအဲ့ဒီတယောက်ထဲနဲ့အရာအားလုံးကိုပြောင်းလဲနိုင်စွမ်းရှိတယ်တဲ့မှာမပါဘူးဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်နေတာကစားမတယောက်ရောက်လာလို့ဆိုပြီးတော့အရာအားလုံးပြည်လေသွားမယ်တဲ့မှာမပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အသင်းမှာဘာမှစတီဗယ်မဖြစ်လို့ပဲ ဘာမှန်စတီပဲမဖြစ်လို့ပဲဆိုတော့ performance တွေကကစားဟန်တွေကကစားသမားတွေကနီးပြတွေကဘာမှန်ကျွန်တော်နေတည်ငြိမ်နေဆိုတာကျွန်တော်မရှိဘူး pass structure ဘိုင်းမှလည်းတည်ငြိမ်နေဆိုတာကျွန်တော်မရှိဘူးဒါကြောင့်မဟုတ်တော့ကစားမအစ်တရားရောက်လာတာကအဲ့လောက်ကြီးကြီးကျွန်တော်ပြောင်းလဲပြီးနိုင်မှာမဟုတ်ဘူးကစားမတွေအများကြီးအစ်တရားလာနေလားဆိုတော့လေမဟုတ်သေးပြန်ဘူးဒါကြောင့်ကျွန်တော်နေနဲ့ Bruno Fernandes ရဲ့နောက်ဆုံးပွဲအဖြစ်မမြင်ရဘူးကျွန်တော်လူတယ်ဒါကတော့ပြတယောက်နဲ့တယောက်ကြားထဲမှာတော့ယူဆချက်တွေတော့ကွဲမှာပေါ့ကျွန်တော်ကတော့မဖြစ်ဘူးကျွန်တော်မျှော်လင့်တယ် ဒါပြင်ကာနာချူလက်ဒီပွဲမှာပွဲကစားခွင့်ရဖို့ကျွန်တော်ပြောလိမ့်မယ်။အဲမဲ့လို့ဘလူးရီဆက်ဖြစ်လာမယ်ကျွန်တော်ကြည့်ရမယ်။စဉ်းစားကြည့်နော်။ဘီဆန်မောင်းလို့ကစားမှာနော်ပြီးလို့ရှိရင်ကက်ဆမဲရူတို့အလားပြီးလို့ရှိရင်ကျွန်တော်တို့နေဟိုအိုနန်းနာလို့ကစားမတွေကိုကျွန်တော်ဆက်ထားလူရှောလို့ကစားမတွေကိုဆက်ထားပြီးတော့ဖန်နက်စ်လို့ကစားမမျိုးကိုလက်လွတ်မယ်ဆိုတာမျိုးကဘလို့မှအတိတ်ပဲရှိမနေ။နော်ဆိုတော့ညီကလို့နေနေရောအက်စတိုမီလာနဲ့ပွဲမှာဘယ်လောက်ထိမျောလင့်ထားကြလဲဆွေးနွေးကြပါဦး။ချစ်ချစ်ဝါပြတဲ့ညီကလို့များလုံးကိုချစ်သူများကြီးတင်ပါတယ်။